မင်္ဂလာပါရှင်ကျမတော့ဖူးဦးညွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်မကွေးတိုင်းစောမြို့နယ်တွေကကြီးရွာတွေမှာမေလာတရက်နေ့မနက်စင်နာရီခွဲဝန်းကျင်ကစစ်တပ်ကလေရင်နဲ့ဘုံကျဲခဲ့လို့ကလေးအပါအဝင် ပြည်သူ၄ယောက်သေဆုံးခဲ့တယ်လို့ရောအလင်းနှံအဖွဲ့ကပြောပါရတယ် စောမြို့ရဲကအညာကတင်းရွာကိုစစ်တပ်က jet fighter လေယာဉ်တွေနဲ့ဘုံနှလုံးကျဲချခဲ့တာကြောင့်အခုလိုတေဆုံးခဲ့တာဖြစ်ပြီးအပြင်းထန်ဒဏ်ရာရသူတွေလည်းရှိပြီးတော့စာတင်ကျောင်းတွေနဲ့လူနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ရောလင်းနဲ့အဖွဲ့ရဲ့တာဝန်ခံကိုအောင်ကြီးက DVB ကိုပြောပါရယ်တေဆုံးသွားတဲ့အထက်မှာအသက်၈နှစ်အရွယ်ကလေးတစ်ယောက်ပါဝင်ပြီး ကျန်တဲ့၃ယောက်ကလည်းအမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါရယ်အခုတိုက်ခိုက်ခဲ့တဲ့လေရင်ဟာတရုတ်လေဆိပ်ကနေတက်လာတဲ့လေရင်ဖြစ်ပြီးအခုလိုတိုက်ခိုက်ခံရတဲ့အညာတကင်းရွာနဲ့အနီးပတ်ဝန်းကျင်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘူးလို့ဒေသခံတွေကပြောပါရယ်ရှင်ငလင်တန်သိအမခန်လုံသမားတွေကိုသွားပေးရတဲ့ကြောက်ရွံ့မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ပေးအပ်သွားဖို့ရှိတယ်လို့စစ်ကောင်းဆောင်ကပြောကြားလိုက်ပါတယ်။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမေလတရက်မှာကြာရောက်တဲ့ကမ္ဘာအလုပ်သမားနေအခမ်းအနားကိုပေးပို့တဲ့တဝန်လာမှာပြောထားတာပါတဝန်လာထဲမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်ငလင်ပြည်ရဲ့အသင်အာမခန်လူသမားတွေကိုတဘာဘေးရနေကြာရောက်မှုဆိုင်ရာမိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့်ကြက်ငွေ21.3ဘီလီယံထောက်ပံ့သွားဖို့စီစဉ်နေတယ်လို့လည်းတဝန်လာမှာဖော်ပြပါရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာအင်အားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့တာအချိန်တလကျော်ကြာတဲ့အထိ အလုသမားတွေအပါအဝင်ငလင်ပေးတင်ပြည်သူတွေကိုအာဏာသိမ်းစစ်ကောင်စီကဘာအကူအညီမှပေးအပ်တာမရှိသလိုနိုင်ငံတကာကပေးအပ်တဲ့အကူအညီတွေလည်းမရဘူးလို့ငလင်တန်တင်ဒေတာနေပြည်သူတွေကပြောပါရရှင်။ထိုင်းနိုင်ငံအခြေဆိုင် MRPWG ရွှေပြောင်းလုသမားများအရေးလှုပ်ရှားမှုအဖွဲ့ကဦးဆောင်ပြီးမြန်မာလုသမားအဖွဲ့20နဲ့ပူးပေါင်းကျင်းပတဲ့ကမ္ဘာလုသမားများနေ့မေဒင်းနေ့အခမ်းအနားကိုမဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။မောင်တူးတင်ပြပို့ထားပါရရှင်။ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်ငဖဲမြို့နယ်တွေကနေအိမ်ကံပြူဝါနဲ့ဝင်းကျင်နေရာတွေမှာစစ်ကောင်စီတပ်ကလူသူလက်နက်အင်အားဖြည့်တင်ထားပြီးတော်လိုင်းတပ်တွေနဲ့နှစ်ဖက်ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်လို့တာဝန်ရှိသူတွေက DVV ကိုပြောပါရတယ်။ဒါကြောင့်ပဲတိုက်ပွဲငယ်တွေမကြာခဏဖြစ်ပွားနေပြီးဧပြီ30ရက်မှာတော့စစ်တပ်ရဲ့ကာကင်တစ်ခုဖြစ်တဲ့ဗစီယွာကနေနေအိမ်ကံဘက်ကိုထွက်လာတဲ့စစ်ကြောင်းကိုဗစီယွာနဲ့သုံးမှန်တော့အကွာမှာ ပူပေါင်းတပ်တွေကတိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၉ယောက်သေဆုံးကြောင်း CDF အရှူကထုတ်ပြန်ထားပါတယ်ဟုတ်ကဲ့ကိုနိုင်ရီကံမှာစုဖွဲ့တာကတော့ဒီ AMX ကိုပြန်လဲထိုးစစ်ဆင်ဖို့တော့ကျွန်တော်အနေနဲ့တော့အတီးပြူပေးလို့မရပါဘူးအဲကျွန်တော်ထင်တာတော့ဒီနိုင်ရီကံဒီကဒီဘက်က အဲမခွေးတိုင်းထဲမှာရှိနေတဲ့ကပ္ပစတွေပြီးတော့အမြောက်တက်တွေဓာတ်တွေအတွက်အဲသူဒီခန့်စစ်ပုံစံမျိုးဒီဟာဒီဖြူဟာကုန်းကြကြပြန်လဲစုဖွဲ့ပြီးတော့မှအကာရင်အကာခွဲထားတယ်လို့ပဲကျွန်တော်တို့သုံးသပ်လို့ရပါမယ်ကိုအဲဒီတော်လိုင်းတက်ဖွဲ့နဲ့ဒီနိုင်ကံမရှိစစ်သားစစ်စစ်ကြောင်းနေနဲ့ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါလေးမှတော့ထိတွေ့မှုဖြစ်တာရတော့ရှိပါတယ်နိုင်ကံကနေမခွေးပတ်အထွတ်6မိုင်လောက်သာဝေးတဲ့အဲ့ဒီပဇီရွာကဖုံရင်ကြောင်းမှာတမကူကူကပ္ပစနှစ် 13 14ကတက်တွေကအင်အား130လောက်စုဖွဲ့ထားပြီးကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုလည်းထုတ်ယူရောင်းချနေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဆိုပါတယ်အခုဧပြီလထဲမှာတောင်ခန်းကနေပြောင်းလာတဲ့တမကိုကိုကဗိုလ်မှူးချုပ်နိုင်ဝင်းကလူသူအင်အားစုဖွဲ့နေတယ်လို့သိရပြီးအမ်မင်းဘူးလန်ဟောင်းနဲ့လမ်းသစ်နှစ်ခုလုံးပေါ်ကကျေးရွာတွေကိုစစ်တပ်ကတင်းရှောင်ခိုင်းထားတယ်လို့ဒေသခံတွေကပြောပါတယ် အခုရပိုင်းတွေမှာတော့လူဝင်ကပို့တာတော့မရှိဧကရေးပို့တာရှိပြီးခဲ့တဲ့အဲတပတ်နောက်ကတော့တောက်ချောက် AI တောက်ချောက်ပို့ရပါတော့တောက်ချောက်ပို့ရနောက်ပြီးတော့ဥစ္စာပြောရဲဟိုကြီးရွာရေရှောင်းခိုင်းနေရယ်ဆိုတာလည်းမှန်တယ်ဟိုရှောင်းခြင်းနဲ့ရှောင်းမရှောင်းခြင်းနဲ့နေဖြစ်လာရင်တော့ငါတို့ဘာမှတောင်းဝမယူဆိုတဲ့ပုံစံမျိုးနဲ့ရှောင်းခိုင်းနေရွာရေရှိခဲ့ပါတော့အဲအပေါ်ကရတော့အကုန်မရှိတော့ဘူးပေါ့အပေါ်ဆိုတာဒီနိုင်ငံနိနာဘိုင်းတို့ ဒီတစီတို့အဲ့နော်မှာရွာချင်းဆက်ကလေးရှိရမင်းမိုးလေးဒါအပြင်စစ်တပ်ကငလင်ကြောင်းအပြစ်ရထားတဲ့ပြီးခဲ့တဲ့ရက်တွေတုန်းကလည်းနေအိမ်ကံဗျူဟာကနေ drone တွေလက်နက်ကြီးတွေနဲ့အနီးဝန်းကျင်ကရွာတွေကိုပိတ်ကပ်ခဲ့ပါသေးတယ်။မကွေးဘက်အချမ်းပသိမ်မုံရွာလမ်းဘက်မှာတော့ပဒန်းရဲ့တောင်ဘက်6မိုင်လောက်အကွာမှာရှိတဲ့ရွာတွေကိုပါတင်းရှောင်ခိုင်းတာရှိတယ်လို့ဒေသခံကဆက်ပြောပါရယ်။အေအေနဲ့တော်လိုင်းပူပေါင်းတပ်တွေကလားနဲ့ချီကြထိုးစစ်ဆင်နေရတဲ့ နေရီကန်လေချောင်းရံကာကွယ်ရေးတပ်ဟာမကွေးတိုင်းတွေကကပ္ပဆာစက်ယုံတွေအတွက်အရေးပါတာကြောင့်စစ်တပ်ကလည်းလူဝင်များထောင်ကနန်းထိအခိုင်အမာခံစစ်ပြင်ထားတာဖြစ်ပါတယ်။ဒီကိစ္စရင်းနဲ့ပတ်သက်လို့အသေးစိတ်အချက်အလက်တွေကိုအာရခတ်တော်အေအေနဲ့စစ်ကောင်စီဘက်ကလူထုကိုထုတ်ပြန်အသိပေးတာမရှိသေးပါဘူးခင်ဗျာ။ကျွန်တော်စိုးသူအောင်ပါ။ဒီဗီဒီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။